relaxation meditation လို့ရတာကိုစိတ်အပန်းဖြေတာနော်ပြင်ပန်းနေတဲ့ခန္ဓာကိုနော်ပြင်ပန်းနေတဲ့စိတ်ခိုးတင်နေလှုပ်ပေးတာခိုးတင်နေမလှုပ်ရင်ခန္ဓာကိုနားကျင်တဲ့ချိန်မှာစိတ်ကမနားနိုင်ဘူးအဲ့ဒီလိုဆိုရင်လည်းပဲအဲအနားမရဘူး สิกะน้าเช่นเนี่ยขนาดกวอ่ะ restless ขึ้ในเรื่องเลยไปอะไรน้าลุไม่ยาวดีอะคุอที่อ่านทายในนี้ก็โยมมาเลยไทยเลุยาเลยก้าวมากูข้าวมาหนำหอบุสิ driver driver นี่เนี่ยก้าวผมมาเลยไปน้าอยู่ลุยาเลยก้าวสาวเองเนี่ย လေရင်ပြန်ဆောင်းရင်နဲ့အနာယူလို့ရတယ်ကလထိုင်ပေါ်ထိုင်နေလူတွေကြောမိထားလိုက်ကလထိုင်ကြောမိထားနောက်ခန္ဓာကိုတင်းမထားနဲ့ခန္ဓာကို relax လုပ်ထားရှော့ထားနောက်ပြီးတော့လက်ကိုပေါင်ပေါ်တင်းထားနေရတယ်ဘေးမှာဘေးနာချထားနေရတယ် และภาวะกูพอท่านะและภาวะกูแลนทางแหละวันนี้ทวีจะจันนนนชูชัยไป slow and deep breathing slow and deep breathing ขณะกูเป็นมันนี่เลยเยเยอลาลาเราโลกเฮราดี stress chemical တွေစုထားတယ်အဲ့ဒါတွေတနေ့ကိုနဲ့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 သူ hangover ဆိုတာလေအရင်ကအရင်ရက်ကပင်မမှုဒီနေ့ဒီပါလာတယ်အရင်ဘက်ကပင်မမှုဒီပတ်ထဲဒီရောက်လာပါလာတယ်အရင်လပင်မမှုဒီလာဒီပါလာတယ် 빼만이래 가나고 빼만이래 가나고 라고 register 가나고 빼만이래 빼만 빼만이래 가나고 도합이 빼면 resist don't fight with the exhausted body just accept it look at it with compassion ခယူနာနဲ့ကြည်ပေးပါမြင်မှန်းနေတဲ့ခန္ဓာကိုခယူနာနဲ့ကြည်ပေးငိုနေတဲ့ကလေးငယ်လေးကိုမိခင်ကခယူနာစိတ်နဲ့ခယူနာမျက်စိနဲ့ခယူနာနှလုံးသားနဲ့ကြည်တယ်ပွေပိုက်တယ်နေတဲ့တိုင်းဒီတိုင်းမှာပဲပင်မနေတဲ့ခန္ဓာကို ကယုဏနဲ့ကြည်ပေးကယုဏဆိုတဲ့သဘောထား compassionate attitude ဒီအတိတ်နဲ့ဒီအတွေးနဲ့ကြည်ပြီးတော့ဝင်လေထွက်လေချမ်းချမ်းသာသာရှိဆိုင်ပါအဲ့ရဆိုရထားလို့ပြမနာဖြစ်ခြင်းဖြစ်မယ်ညာကောင်းအိတ်မပြောလို့ပြမနာဖြစ်ခြင်းဖြစ်မယ်အလုတ်ပြမန်းလို့ပြမနာဖြစ်ခြင်းဖြစ်မယ်စိတ်ပြမန်းလို့ resource တွေဖြစ်တဲ့ဖြစ်ခြင်းဖြစ်မယ်။ဒမင်းစာဘီခန်းစာခန္ဓာကိုယ်အစာတွေချေချင်နေရလို့အင်အားတွေအများကြီးသုံးရလို့ပင်မနေတာဖြစ်ဖြစ်မယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒါအမြဲတမ်းတွေးနေရတဲ့အနေအထားတွေပါအမြဲတမ်းတွေးကြုံနေရတဲ့အတွေ့အကြုံတွေဖြစ်ပါတယ်။ acceptance လက်ခံတာစိတ်ပင်မနာကိုလက်ခံတာခန္ဓာကိုပင်မနာကိုလက်ခံတယ်မိခင်ကငိုနေတဲ့သားလေးကိုကြည့်တဲ့ပုံစံမျိုးနဲ့အခုခါမှာပင်မနေတဲ့ခန္ဓာကိုငိုနေတဲ့ကလေးလေးလိုပဲဒီ mindfulness ခေါ်တဲ့တတိနဲ့အတိတတိတရားအတိတရား တာကမိခင်ဒီချိန်မှာတူဒီတော့တာရှိတဲ့မိခင်လို့တခြားဘာမှကြိုးစားစမ်းမရှိဘူးကြိုးစားဖို့မလိုပင်မနေတဲ့ခန္ဓာကို priority ထားလိုက်ပင်မနေတဲ့ခန္ဓာကိုမှပဲစိတ်ထားဝင်နေထွက်လေချမ်းချမ်းနန်းနန်းရှူဆိုင်ပေး ပင်မနေတာကိုမပင်မအောင်ဆိုပြီးတော့သွားမလုပ်နဲ့ပင်မနေတာလေးကိုပဲလက်ခံလိုက်ငိုနေတဲ့ကလေးပွေချီလိုက်နေသိမ့်လိုက်အားပေးလိုက်နှွေထွေးမှုပေးလိုက်မငိုနဲ့ဆိုပြီးတော့သွားပြီးတော့မပိတ်နဲ့အားပေးဦးမယ်အားပေးကလေးသူ့အတူအငိုတိတ်သွားလိမ့်မယ် မငူနဲ့လို့ပြောရင်ကလေးသူကသူကြောက်ပြီးတော့ဒီ survival instinct ပုံစံမျိုးနဲ့သူ react လုပ်လိမ့်မယ်။ဒါကြောင့်ဒီခန္ဓာကိုပင်မနာကိုနားလဲပေးလိုက်ခန္ဓာကိုပင်မနေတာကိုလက်ခံပေးလိုက်ပင်မနေတဲ့ခန္ဓာကိုပင်မနေတဲ့ခန္ဓာကိုအတွက်ဝင်နေထွက်လေချမ်းချမ်းနားနားရှူရှိုက်ပါ။ your body is exhausted because you're tired. The muscles are tense and heavy because over the weeks, over the months, over the years, you have been accumulating a lot of stress. Don't fight with exhaustion. Just accept it and take deep and slow breathing for the entire body ကျွတ်တာတွေတင်းနေတာခေါင်းမှလည်းခေါင်းပေါ်ကျွတ်တာတွေနှစ်ဖူးကျွတ်တာတွေပခုံးကျွတ်တာတွေကြောရိုးကျကျွတ်တာတွေခန္ဓာကိုယ်အောက်ပိုင်းကျွတ်တာတွေတင်းနေတာအဲ့ဒါဒီတိုင်းပဲလက်ခံလိုက်ပါ အရှိကိုရှိတယ်လက်ခံတယ်ပြုပြင်ဖို့မကြိုးစားနိုင်သူအရှိရှိတယ်ပဲလက်ခံတယ် don't interfere with the physical process if you just accept it accept it totally without interfering with the process then the body will heal itself Can I go the healing ရလာနိုင်မယ်အဓိကတော့သူ register လုပ်ပြရမယ်ပြန်မှန်းနေတယ်ဆိုတော့ register လုပ်ပြီးဝင်လေထွက်လေချက်ချင်းနာနာရှိရှိပြီး deep and slow breathing deep slow and gentle breathing အစာအိမ်ကိုစိတ်ပို့လိုက်ပါအစာချစ်ချက်နေတဲ့စာအိမ် ပင်မင်းမမအလုပ်လုပ်ရတယ်။စာလိုက်တဲ့အစာတွေဝယ်တော့လည်းပဲရွေးလို့ရတယ်။ချက်တော့လည်းပဲရွေးပြီးတော့ချက်လို့ရတယ်။စားတော့လည်းပဲဝါတော့လည်းပဲဝါရွေးပြီးတော့ဝါလို့ရတယ်။ဒါပေမဲ့အစာအိမ်ကရွေးခွင့်မရှိပါဘူး။စောပိုင်းဝါထားသမျှမြို့ထားသမျှအစာအိမ်ကချက်ရတယ်။ အားကြောင့်တလောက်ထိပင်မမှန်မှန်နဲ့အရေးပါလာတဲ့အလုပ်ကိုလုပ်နေတဲ့အစာအိမ်ချီစုတင်နေနေဝင်လေးထွေးလေးကြမ်းကြမ်းနနာရှူဆိုင်ပါအစာအိမ်နာမရှိတဲ့ကျွတ်သားလေးတင်းနေတာဝင်လေးထွေးလေးကြမ်းကြမ်းနနာရှူဆိုင်ပြီးတော့ ကျွတ်သားတွေရှော့ပြီး relax လုပ်ပြီးခုလခဥကောင်းကိုစိတ်ပို့လိုက်ပါဥကောင်းတစ်ခုလုံးမှရှိတဲ့ကျွတ်သားတွေတင်းနေတာပြင်မှန်းလို့စာရေးလို့လည်းဖြစ်နိုင်တယ်စာကြည့်လို့လည်းဖြစ်နိုင်တယ် Facebook တွေကြီးများလွန်လွန်ဖြစ်နိုင်တယ် ကားမောင်းလို့လည်းဖြစ်နိုင်တယ်။အလုတ်ကိစ္စနဲ့စကားပြောတာများလို့လည်းဖြစ်နိုင်တယ်။အလုတ်လို့လုံလို့လည်းဖြစ်နိုင်တယ်။မဟုတ်ရင်လည်းပဲအရေးရဲ့အလားလားကစုထားတဲ့ stress တွေကြောင့်လည်းဖြစ်နိုင်တယ်။ stress chemical တွေစုနေတာဝင်လေထွက်လေချင်းချင်းနာရှူရှိုင်းပြီး ငြင်းငြင်းသာသာရှုဆိုင်ပြီးဥကောင်းကကြွတ်သားတွေမှရှိတယ်တင်မမှုတွေရှော်ပေးပါ let go လုပ်ပါ release လုပ်ပါအတင်းတော့မလုပ်နဲ့ငြင်းငြင်းသာသာပဲငြင်းငြင်းသာသာပဲအသက်ရှူငြင်းငြင်းသာသာပဲ register လုပ်ပါ တည်တင်းမှမှုတွေပျောက်သွားပါစေဆိုပြီးတော့အတင်း force လောက်တဲ့ပုံစံမျိုးမလုပ်ပါနဲ့အဲ့လိုလုပ်ရင် negative reaction ကြတတ်ပါတယ်ဒါခန္ဓာကိုယ်ကိုမြစ်တာလက်တွေ့ပွားနေတာပါခုလခါနဖူးရဲ့ မျက်လုံးနှစ်ဖက်ဝန်းကျင်မှာရှိတဲ့ကြွယ်သားတွေရဲ့မျက်နှာတစ်ပြင်လုံးရဲ့ကြွယ်သားတွေတင်းနေတာအဲ့ဒါသတိနဲ့ကတ်ထားလိုက်ကြွယ်သားတွေတင်းနေတယ်ရှိုးပေး relax လုပ်ပေးဝင်းလေးထွက်လေးချမ်းချမ်းနဲ့နဲ့ရှူဆိုင်ပေး the muscles around your forehead around your eyes your cheeks both left and right, your chins, all the muscles are tense because you are tired. Relax, place your tongue on the floor of your mouth and breathe in and out slowly, gently. kai Kaimatane Shahu. Relax, Lotapa. Tapa. คุณก็ลูกขาแล็กมาวจะทำสิแล่นเพลน่ะเล็บพวาแล็บพมแล็ชาวนี้ รู้มาเลยจะาดิตีนี่นะเป็นมันลู ရှောပေအနာပေလိုက်ဝင်လေထွက်လေချက်ချင်းနဲ့ရှူဆိုင်ပေ deep and slow breathing deep and slow breathing ခုကကြောရိုးအာယုံပို့လိုက်ပါစိတ်ပို့လိုက်ပါကြောရိုးမှရှိတဲ့ကြောရိုးတစ်လျှောက်မှရှိတဲ့ကျွမ်းသားလေးတို့လည်းပြင်းမှန်းနေတယ် နောက်ခါတခြားလုံးမှရှိတဲ့ကျွတ်သားလည်းပြင်မှန်းနေတယ်။ထိုင်တဲ့အခါလည်းပဲ support ပေးရတယ်အလုပ်လုပ်ရတယ်ခန္ဓာကိုယ်တစ်ခုလုံးရတဲ့အခါလည်းဒီတိုင်းလမ်းလျှောက်တဲ့အခါလည်းဒီတိုင်းအဲ့တော့ဒီကျော်ယူနော်ကျော်ကျော်ယူမှရှိတဲ့ကျွတ်သားတွေ stress တွေကိုဆူထားတယ် ခင်မလေးလှုပ်တာပြန်မနေတယ်ဝင်းလေးထွက်လေးချက်ချက်နနရှူရှိုင်းပြီးအနာပေးပါစိတ်လေးရှော့ခန္ဓာကိုယ်ကြွက်သားနေလေးရှော့ခုကခန္ဓာကိုယ်အောက်ပိုင်းပေါင်းနှစ်ဖက်ဒူးနှစ်ဖက်ခြေတစ်လုံး ခြေမျက်စိခြေဖနာခြေဖဝါခြေဖမှုခြေချောင်းတွေမနာတာလှုပ်လှုပ်ရပါတယ် break time issue လမ်းလျှောက်လည်းပါတယ်ထိုင်လည်းပါတယ်ယံလည်းပါတယ်ခြေတလုံးနဲ့ပေါင်းကိုဒူးကခိုးတင်နေလှုပ်ပေးရတယ် အဲ့ဒီ coordination လောက်လောက်ရတာလဲနားချင်းမရှိဘူးညနေကုန်းလုံးပြန်မနေရတကူလုံးပြန်မနေရဝင်လေထွက်လေချက်ချက်နဲ့နဲ့ရှူဆိုင်ပြီခုရခဝင်လေထွက်လေကိုစိတ်ပြန်ပို့လိုက်ပါ ဝင်လေထွက်လေမှအတိလေးကထားလိုက်ညင်းညင်းသာသာအေးအေးဆေးဆေးဝင်လေထွက်လေရှူဆိုင်ပါပင်မနေတဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုကိယူနာနဲ့ကြည်ပြီးတော့ဝင်လေထွက်လေရှူဆိုင်ပေးပါဒီကြားထဲမှာစိတ်တော့ကြီး anxiety တွေဝင်လာနေဆိုရင်လည်း သူကို register လုပ်လိုက်အတိမှပြုလိုက်လက်ခံလိုက်ပြင်ဝင်လေထွက်လေဆက်ပြီးတော့ရှူချာချာနနအာရပါရအသက်ရှူဆိုင်တဲ့ဆိုရင်အဆုတ်ထဲကိုအောက်ဆီဂျင်လုံလုံလောက်လောက်ရောက်ပါမယ်နှလုံးထဲနေပြီးတော့ရောက်လာတဲ့သွေးတွေ အဆုတ်ထဲရောက်တဲ့အခါမှာအောက်ဆီဂျင်အပြည့်အဝနဲ့ပြန်ထွက်သွားတစ်ခုလုံးရောက်အဲဒီလိုနဲ့တစ်ခုလုံး healing တွေသူအနဲ့သူဖြစ်လာပါလိမ့်မယ်ဝင်လေထွက်လေချင်ချင်နဲ့နိုင်ရှိရှိပေးခန္ဓာကိုယ်ပင်မနာစိတ်ပင်မနာကိုလက်ခံ unconscious reaction ဆိုတာမသိစိတ်ကတုံ့ပြန်တာမျိုး လက်မခံတာမျိုးထွက်ပြေးတာမျိုးရှိတတ်တယ်။ဒါကြောင့်ကိုယ့်အကိုတိပြရတဲ့ခန္ဓာကိုပင်ပန်းနေတယ်စိတ်ပင်ပန်းနေတယ်ကိုယ့်အကိုတိပြေးတိပြေးပြီးတော့ဝင်လေထွက်လေချက်ချက်နဲ့နဲ့ရှုရှာခုတကခေါင်းကနေပြီးတော့ခြေပေါ်အထိ မျက်စိလဲတယ်လို့ဆွပင်းတတိကိုတခုလုံးခေါင်းနဲ့ပြီးတော့ချစ်ဖို့အထိတတိလေးနဲ့ကြည့်ပေးပါတင်းနေတဲ့နေရာလေးရှိရင်အဲ့တင်းနေတဲ့နေရာလက်ခံလိုက်ပြန်မှန်းနေတဲ့တင်းနေခန္ဓာကိုယ်ကပေးတဲ့ message အတိညာလေးနဲ့ဖတ်ကြည့်ဝင်နေထွက်လေးချင်းချင်းနဲ့ရှူရှိုင်းပေး The relaxation exercise. Mm -hmm. ကိုစိတ်နပအပန်းရှိတဲ့နီးနေရာမှာလွတ်လို့ရတယ်ယုံခံမှာလည်းလွတ်လို့ရတယ်လွတ်လို့တဲ့နေရာမှာလွတ်လို့ရတယ်ဓမင်းစားပြီး9မိနစ်10မိနစ်လောက်စားတဲ့နေရာမှာလည်းလွတ်လို့ရတယ် န္ဓာကိုပင်မမှုနဲ့စိတ်ပင်မမှုကိုအတိနဲ့ခိုးတင်နေလွတ်ပေးတယ်ချားဝင်ပြီးတော့ညှိနိုင်ပေးတယ်စိတ်နဲ့ခန္ဓာကိုယ်နဲ့နားလည်မှုရှိအောင်ချင်းချင်းနားလည်မှုရှိအောင်ရှိပြီးတော့တပြိုင်တည်းအနာယူအောင်ကဲဒီလောက်ဆိုအဆင်ပြေပါပြီ